ဒီနေ့ဗီဒီယိုကတော့အလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုပြောပြမယ့်ဗီဒီယိုဆိုတဲ့ခါကျတော့နည်းနည်းပြင်းစရာကောင်းလောက်ပါတယ်။တကယ်လို့ကြော်မယ်ဆိုလို့ရှိရင်တော့အခုကလေးကကြော်လို့ရပါပြီ။မကြော်ဘူးဆိုလို့ရှိရင်တော့စက်ကြည့်လိုက်ကြပါအောင်။ကိုကဂျပန်ကိုအလုံးလုံးဖို့လာမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ငန်းဝင်မှာဝင်ရမယ်ဘယ်လိုလူတွေနဲ့တွေ့ရမယ်ဆိုတာမသိနိုင်ဘူးလေဟုတ်တယ်မလား။မသိနိုင်တဲ့ခါကျတော့ဘယ်နေရာကိုပဲရောက်ရောက်ဒုက္ခမရောက်အောင်လို့အတက်နိုင်ဆုံးကိုယ့်ဘက်ကနေကြိုတင်ပြင်ဆင်ထားတဲ့အရာတွေရှိရပါတော့။အခုဒီနေ့ဗီဒီယိုကအဲ့လိုမျိုးကြိုတင်ပြင်ဆင်ထားတဲ့အကြောင်းအရာတွေအများကြီးတွေကမှကိုသတိထားမိရဲ့အချက်တခုကိုပြောပြမယ်လို့စိတ်ကူးထားရပါတော့။ ြောရမယ်အကြောင်းအရာမှန်တယ်ပြောမယ်ဆိုရင်ခေါင်းစဉ်ကဘယ်လိုပိတ်ကောင်းမလဲဆိုတာစဉ်းစားလို့မရဘူး။ဒါပေမဲ့အဓိကပြောချင်တဲ့အကြောင်းအရာဘာလဲဆိုတဲ့အခါကျတော့ အကြောင်းပြန်တတ်ဖို့ပေါ့နော်အိဆက်တခုခုနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုအမေးခံရတာပဲဖြစ်ဖြစ်ကိုယ်ကိုခိုင်းတာပဲဖြစ်ဖြစ်ဥမာစာပို့တယ်ဆိုလို့ရှိရင်လည်းအဲ့စာကိုဖတ်လိုက်ပြီးတော့ဘာ reply မှမပြန်တာတို့ဘာတို့ပေါ့နော်အဲ့လိုမျိုးမလုပ်ဖဲနဲ့အကြောင်းပြန်ရမယ်ဆိုတဲ့ကိစ္စကွယ်အရှင်းပြရတော့နည်းနည်းရှုပ်ထွေးတယ်ကြီးဥမာဆိုလို့ရှိရင်လုံဖို့ကင်မတ်တရားပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်အထက်လူကြီးတို့ဘာတို့ပါပဲဖြစ်ဖြစ်ပေါ့နော်ဒီနေ့ရုံးပြတ်ပါမယ်ဆိုတဲ့အဲ့လိုအသေးမှကိစ္စလေးတွေကနေစပြီးတော့ပေါ့နော်လုံးနဲ့ပတ်သက်လို့ဒီဟာကြီးကိုဒီလိုပြောင်းလိုက်ပါပြီဆိုတဲ့ကိစ္စအကြီးကြီးတွေအထီးမေးတွေတို့ဂျုံးမှာတုံးတဲ့ချက်ပေါက်တွေပါတွေကတစ 路啥都不容易，乖，路有钱嘛是路线，个人不好办呢，就怕路有路爱的路，妹妹来，啥的哟，拍拍拍不哟，爸妈拍不老家伙。 အဲ့လိုအဖတ်မလုပ်တာတွေရံများလာတဲ့အချိန်ကျတော့အိစာတွေပို့တဲ့အထက်လူကြီးကဘာတောင်ပြောရလဲဆိုတဲ့ခါကျတော့ငါစာလေးတွေပို့လို့ရှိရင် BL လေးတွေပေါ့နော်ထားပါတော့အပြုံးလေးတွေလိုလက်မှတ်ထောင်တာတို့ OK တို့ပါတို့အဲ့လိုမျိုး real လေးတွေပေးတာတော့အနည်းဆုံးလောက်ကြပါပါနော်သူကတော့အတက်နိုင်ဆုံးတိပါပြီဘာညာဆိုတဲ့စာလေးကို reply ပြန်စီချင်တာကွယ်ဒါပေမဲ့ကိုရီးယားဘယ်လိုပြောရင်ကောင်းပါလဲသူ့ကိုအဲ့လိုအဖတ်မလုပ်လိုက်ဘူးကြီးအဖတ်မလုပ်တဲ့အချိန်မှာသူကအရန်ကြည်ကွဲပြီးတဲ့ခါကျတော့နောက်ပိုင်းကျအစည်းအဝေးတွေမှာရောသူပို့တဲ့မေးတွေရအောက်ဆုံးစာကြောင်းပါ ါပါဗောနော်ဒီမေးကိုမြင်နေဆိုလို့ရှိရင် reply လေးပြန်ပါလို့ react လုပ်ပါတို့အဲ့လိုမျိုးပုံစံမျိုးတွေအထီကိုတောင်းဆိုလာတာရှိရဗောနော်ကိုယ်စိတ်ထဲမှာကျတော့ဒီစာရေးကို तू ပို့လိုက်တာငါတို့အားလုံးရှိတဲ့ group တွေကိုပို့လိုက်တာပဲဗောအဲ့ဒါဆိုအဲ့ group ထဲမှာပို့လိုက်တဲ့စာရေးမှန်သမျှမြင်ရမှာတေချာနေရပဲဘာလေးလိုချင်နေရလဲဘာညာဗောနော်ကိုယ်စိတ်ထဲမှာတွေးတာအဲ့မှာတေးရကျတော့ customer တွေဘက်ကိုသွားနေပြီးတော့အလုပ်ကိစ္စနဲ့သက်ဆိုင်တဲ့ mail တစ်ခုပို့လိုက်တာအဲ့ mail ကလည်းတကယ်တမ်းတော့အရန်အရေးကြီးတဲ့အကြောင်းအရာတော့မဟုတ်ဘူးဗောနော်ဒီတိုင်း तू ဘာလုပ်ထားပါတယ်ဘာညာဆိုတဲ့အဲ့လိုအကြောင်းကြားတဲ့အကြောင်းအရာလေးပဲ တင်းပိုးတဲ့မေးလေးပဲရိုးရိုးရှင်းရှင်းလေးပဲအဲ့ဒါလေးကိုသူကပို့လိုက်တာ customer တွေဘက်ကဖတ်တဲ့လူကကြတော့လေဒါဘာမှအေးပါတဲ့ကိစ္စမဟုတ်ဘူးပေါ့အဲ့ဒါဆိုတော့ငါတို့ reply တရေတူပြန်စရာမလိုဘူးလို့တွေးရနေမှာပေါ့နော်သူမေးပို့တာမနက်10နာရီလောက်ကပို့တယ်ဆိုတော့သူက17နာရီလဲသူ့စီကို reply မပြန်အောင်12နာရီလဲသူ့စီကို reply မပြန်အောင်အဲ့ဒါနဲ့နောက်ဆုံးကြညနေ3နာရီလောက်ရောက်သွား3နာရီလောက်ရောက်တဲ့ခါကျတော့ဟိုဟာတဲ့နှင်းဆန်းနဲ့ ငားတဲ့မေးပို့ထားတာလေးတဲ့ဘသူမှလဲတဲ့ reply မပြန်ကြဘူးတဲ့အေး तू ပို့တဲ့မေးထဲမှာကိုလည်းပါတယ်ဘာကိုလည်း reply မပြန်ဘူးကိုစိတ်ထဲကကြတော့လေ तू နဲ့ကိုနေတာဘေကျင်းကရဲ့ထိုင်းနေတာပေါ့အဲ့ဒါဆိုဘာမှ reply ပြန်စရာမလိုဘူးပေါ့နော်စိတ်ထဲမှာအဲ့လိုထင်တာအဲ့မှာသွားဆက်ပြောတာပို့တဲ့ဘသူမှလည်း reply မပြန်ကြဘူးတဲ့အဲ့ဆိုတော့တဲ့ तू စိတ်ကြီးရတဲ့မချစ်မရဲနဲ့အဲ့မေးပို့လိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆက်လုပ်ရမှာလားမလုပ်ရဘူးလားဘလို့လုပ်လိုက်ရမလဲဆိုတာ तू မသိတော့ဘူးပေါ့နော်ဝေခွဲမရဖြစ်နေပြီတဲ့ဆိုပြီးတော့ကိုပြောတာပြီးလို့ရှိရင်လည်းဝမ်းလဲနေတယ် ဟဲလို့ဘာလို့ဝမ်းနေရလဲလို့သူ့ reply မပြန်တာလေတော့ဝမ်းနေသွားတာဘာလို့ဝမ်းနေရလဲလို့ကိုကမေးလိုက်တဲ့အခါကျသူ့အရေးမဆိုင်ဘူးလို့ခံစားရတယ်သူကအရင်အရေးဆိုင်ခင်နေတာအဲ့ဆိုတော့ तू မေးပို့တာကိုသူ့ဘာမှ reply မပြန်လို့တဲ့အခါကျသူ့အရေးမပါသလိုခံစားရတယ်ဗောနော်ဆိုလို့ရှင်လဲလို့ငါနေ့မေးလေးကို reply ပြန်ပေးမယ်လေးဆိုပြီးတော့ကိုကပြန်လိုက်တာအဲ့ချိန်ကျသူကတယောက်လောက်ကနေနဲ့ပြန်လိုက်တယ်ဆိုတော့ပျော်သွားဗောနော်အဲ့လူကြီးကကျတော့ကိုရီကိုအလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုတော်တော်များများတင်ပေးရဲ့လူကြီးဗောနော်အဲ့မှာနေသူကနေဘာပြောလဲဆိုတဲ့အခါကျတော့တယောက်ယောက်ကမေးပို့တာပဲဖြစ်ဖြစ်အကြောင်းအရာ တခုခုပြောတာပဲဖြစ်ဖြစ်ပေါ့နော်ဇက်ကနေပြောလို့ရှင်နေချင်းဆိုင်ဓာတ်ရိုက်ပြောနေရဆိုတော့ तू ကဒါဒါဒါဆိုကိုကဟုတ်တယ်မဟုတ်ဘူးသိပါရည်ဘာညာတန်းပြောရုံပဲကွယ်အဲ့လိုမဟုတ်ဘဲနဲ့မေးတွေပါတွေကနေတစင်အစာနေတစင်ဆက်သွယ်ကြရဲဆိုလို့ရှင်ပေါ့နော်တစ်ဖက်လူပြောတဲ့အကြောင်းအရာကိုကိုကတိသွားပါပြီဆိုတာကိုတစ်ဖက်လူတိစေဖို့အတွက်ပေါ့နော်ခုခု reaction လုံးတင်နေပေါ့နော်အဲ့ဒါမှတစ်ဖက်လူရဲ့စိတ်ကအေးချမ်းတော့မှာပေါ့နော် तू ငါခိုင်းလိုက်တာနဲ့ပတ်သက်လို့ငါပြောလိုက်တာနဲ့ပတ်သက်လို့နားလေသွားပြီပဲအဲ့ဒါဆိုလို့ရှင်ကအဲ့ကိစ္စနဲ့ပတ်သက်လို့စိတ်ဖြောင်းဖြောင်းလုံးလို့ရပြီဆိုတဲ့အဲ့လိုစိတ်ရှင်းရှင်း ှင်းဖြစ်မှုရတယ်ဗောနော်လုပ်ငန်းဝင်တွေမှာဆိုလို့ရှင်တယောက်ယောက်ကကိုယ့်ကိုတခုခုပြောတာစာနဲ့ပဲဖြစ်ဖြစ်ဇက်ကနေပဲဖြစ်ဖြစ်ဗောနော်အဲ့လိုမျိုးပြောပြီးဆိုလို့ရှင်အဲ့ဒါနဲ့ပတ်သက်လို့ပြန်ပြီးတော့ဘလိုချင်းနေဖြစ်နေပြီလဲဆိုတာကိုအကြောင်းပြန်တက်ဖို့ကအရေးကြီးဆုံးအချက်ထဲကတစ်ချက်ပဲဗောနော်အလုပ်ထဲမှာဆိုလို့ရှင်တစ်ခါလေးကြုံရတာရှိတယ်တယ်ဟုတ်တယ်မလားကိုကဖြင့်သူ့ကိုဘာမှအမှားတစ်ခုမှမလုပ်ဘူးမကောင်းတာလည်းတစ်ခုမှမလုပ်ဘူးကိုကသူ့ကိုဘာမှကိုမလုပ်ဘူးဒါပေမဲ့ကိုကိုတစ်ဖက်သက်ကြီးအမြင်ကက်နေတာတို့မုံတီးနေတာတို့ဘာလို့ရှိတယ်တယ်ဟုတ်တယ်မလားသူတို့အဲ့လိုမျိုးဖြစ်ရတဲ့အကြောင်းအရင်းထဲမှာကိုသတိမမူလိုက်တဲ့ခုနကလိုမျိုးသူတို့တစ်ခုခုပြော လို့ရှင်ဘာအကြောင်းမှမပြန်တာတို့ဘာတို့ပေါ့နော်အဲ့လိုမျိုးလေးတွေကလည်းပါနေတတ်တယ်ပေါ့နော်တခါတည်းရမှာဆိုလို့ရှင်တော်တော်များများလည်းတီဗီရဲ့လူတွေရှိကောင်းရှိနိုင်တယ်ပေါ့နော်ဂျပန်ရဲ့လုပ်ငန်းဝင်တွေမှာဆိုလို့ရှင်ဟိုရန်ဆိုဟိုရန်ဆိုဆိုတဲ့ဇာတ်ကားကိုအရန်တုံးကြတယ်ကွယ်တီဗီရဲ့လူတွေအတွက်ပြောရမယ်ဆိုလို့ရှင်ဟိုရန်ဆိုဆိုတာဟိုခုခုဆိုတာရဲ့လန်နာခုဆိုတာရဲ့ဆိုဒန်းဆိုတာရဲ့စကားလုံးသုံးလုံးပေါင်းထားတာပေါ့နော်ကျင်းချုပ်နားလေလွယ်အောင်ပြောရမယ်ဆိုလို့ရှင်လက်ရှိကိုတာဝန်ယူထားရတဲ့အလုပ်က ဘလို့အခြေအနေဖြစ်နေပြီလဲဘလို့ပြဿနာတွေပေါ်နေပြီလဲဆိုတာကိုအကြောင်းကြားပြီးတော့မှအဲ့ဒါကိုဖြေရှင်းနိုင်မယ့်ကိစ္စတွေကိုတိုင်ပင်ဆွေးနွေးကြရတယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဟိုအလုပ်နေတဲ့အလုပ်ကဘလို့အခြေအနေရှိနေပြီလဲဆိုတာကိုသက်ဆိုင်ရာလူတွေကိုအများရန်ပြောပြနေတဲ့အချိန်ကြတော့အလုပ်နေတဲ့အလုပ်နဲ့ပတ်သက်ပြီးတခုခုပြဿနာပေါ်တယ်ဆိုလို့ရှိရင်သူတို့ကအဲ့ဒီအလုပ်နဲ့ပတ်သက်လို့တည်ပြီးသားဆိုတဲ့ခါကျတော့အမြန်ဆုံးပြဿနာကိုဖြေရှင်းနိုင်မယ့်နည်းလမ်းကိုရှာဖွေနိုင်တယ်ပေါ့နော်ပြီးတော့ပြဿနာထူးကိုဖြေရှင်းအမြန်ဆုံးဖြေရှင်းနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့ကိုရန်ဆိုးကိုကျင့်သုံးကြရတယ်လို့တော့ထင်တာပဲပေါ့နော်ကိုကတော့ဒီလိုအစားတော့ကိုပြောခဲ့တဲ့ အကြောင်းပြန်ပေးရမယ်သူတို့ကိုယ်တခုခုပြောလို့ရှိရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ reaction လေးပြန်ပေးရမယ်ဆိုတဲ့ကိစ္စကလည်းအဲ့ဟိုရန်ဆိုးဆိုတဲ့အကြောင်းကြားတာတွေဆွေးနွေးတာတွေတိုင်ပင်တာတွေအဲ့ဒါတွေနဲ့ပတ်သက်ဆက်ဆက်နေရပဲပေါ့နော်ဂျပန်လူမျိုးတွေနဲ့အတူတူအလုံးလုံးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လက်ရှိအခြေအနေကိုအမြဲမပြတ်သတင်းပို့နေရကောင်းတယ်လို့ထင်တယ်ပေါ့နော်တစ်ဖက်လူကတော်ပြီငါ့ကိုမပြောနဲ့တော့ရပြီဆိုတဲ့အခြေအနေအထိဖြစ်သွားလောက်သတင်းပို့လိုက်ရင်ဟိုလိုတွေးကြည့်မယ်ဆိုလို့ရှိရင်လည်းတွေးကြည့်လို့ရပါတယ်ဥပမာဆိုလို့ရှိရင်လုပ်ငန်းခွင်မာတွေမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ပြင်ပလူနေမှုဘဝမှာထားပါတော့ပေါ့နော်အကြောင်းအရာတစ်ခုခု းနဲ့ပတ်သက်လို့လုံးဝအသေးစိတ်ဘလို့မျိုးလုံးရင်ကောင်းမှလဲအကြံဉာဏ်တွေတောင်းနေလာမေးတယ်။အဲ့မှာရင်ကိုယ့်ဘက်ကလည်းတမန်ကရှန်ကမဟုတ်ဘဲနဲ့တခြားသူများတွေစီကပါမေးကြည့်ပြီးတော့မှကိုယ့်ဘက်တကူလေ့လာပြီးတော့မှသူ့ကိုပြန်ပြီးတော့အဖြေတွေပေးတာမျိုးကြီးရှိရပါတော့။ကိုယ့်ဘက်ကဘာအကျိုးမြတ်မှလည်းမရဘူးပဲ။ဒါပေမဲ့ तू ကကိုယ်ကိုလာမေးတဲ့ခါကျတော့သူ့ကိုအလေးထားပြီးတော့တန်ဖိုးထားပြီးတော့သူမေးတဲ့မေးခွန်းရဲ့အဖြေတွေကိုကိုယ်ကပေးတယ်ပေါ့နော်။အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ကိုယ့်ဘက်ကကျေးဇူးတင်ပါတယ်ဘာညာဆိုပြီးတော့ကျေးဇူးတင်စကားလေးပြောတယ်ပေါ့နော်။အဲ့ဒီထက်ကိစ္စမရှိဘူး။တချို့လူတွေကကြတော့ကိုလှုပ်ပေးလိုက်တဲ့ကိစ္စနဲ့ပတ်သက် က်ပြီးတော့ဗောနော်နောက်ဆက်တွဲဘာဖြစ်လဲဆိုတဲ့နောက်ဆက်တွဲလေးတွေကိုပါပြန်လာပြီးတော့ပြောပြတယ်ဗောနော်အဲ့လိုမျိုးလူတွေရှိတယ်လို့မျိုးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့ပြောပြီးတော့နောက်ထပ်ဘာကြီးဆက်ဖြစ်သွားမှန်းမသိရလူတွေလည်းရှိရလေဟုတ်တယ်မလားကိုကအဲ့လိုဇက်ငင်ဇက်ငင်နဲ့ဟာဘလို့ဖြစ်နေပြီလဲဘာလို့ဘလို့ဖြစ်နေအဲ့လိုလေးဇကာကြည့်နေနေမီးပြတ်သွားလို့ခံစားချက်မျိုးရတာ ਈ လုပ်ငန်းဝင်တွေမှာဆိုလို့ရှင်လဲဂျပန်လူမျိုးတော်တော်များများအဲ့လိုဇကာကြည့်နေမီးပြတ်သွားလို့ခံစားချက်မျိုးမခံစားချင်ကြတာများတယ်ဗောနော်အဲ့ဒါဆိုတော့တို့အဲ့လိုမျိုးမခံစားရအောင်လို့နောက်ဆက်တွဲတွေဘလို့ဖြစ်နေပြီဆိုတဲ့အကြောင်းကိုအမြဲတမ်းတို့ညင်းငွေသွားလောက် ောင်းဒင်းပို့တာတွေအကြောင်းပြန်တာတွေလောက်တာကောင်းတယ်လို့ထင်ပါတယ်အဲ့ဆိုဒီနေ့ကတော့လောက်ပါပဲနောက်ပြန်တွေ့ပါမယ်တဒါ